နတ်တယောက်ရဲ့နာမည်အဲ့ဒီနတ်ကကွန်ကာရာအောင်မြင်တယ်ဒီနတ်ကိုကိုယ်ကိုရအောင်မြင်တယ်အောင်မြင်တယ်ဗမာပြည်38မင်းလို့ပေါ့ဗျာနော်ဗမာပြည်လည်းသူ့လိုအပ်ချက်နဲ့သူ့အတူကိုယ်ကိုကြအဲ့ဒါကြောင့်ဒီပင်ကသူ့နာမည်ကိုဘာလောက်ထားလဲအဲ့ဒီနတ်ရဲ့နာမည်ပေးထားတယ်တော်နီးစရာဆိုတာမူရင်းနာမည်ကနတ်ရဲ့နာမည်အောင်မြင်တဲ့နတ်အဲ့ဒီနာမည်ကိုသူ့ကိုသူပေးပြီးတော့သူကတော်နီးစရာဆိုတဲ့နာမည်နဲ့ ရုံးကိုကျူးကျော်တက်ခဲ့ပြီးတော့ဆစ်စလီကျွန်းပေါ်မှာမပါလို့တာလေနန်းဆိုင်နန်းဆိုင်တော့ဒီမှာနော် no? Dionysius the tyrant having been informed that the very age very age a woman pray to the gods every day for his preservation ပါပြောကြွားတယ်မထင်နဲ့အော့စဖို့ပြန်တော့ဒီလောက်တော့ပြောတယ် <laughs> ောက်ဆုံးဘာသွားတင်တာတော့မဟုတ်ဘူးเนาะဘုန်းကြီးရဲ့ဆရာတွေကเนาะစတင်တင်ပြတာဆရာတော်ရှင်သစ်ထီလာတို့เนาะဆရာဥမေဥဖေအောင်တို့ဆရာဥစာထောမှဝင်းတို့အဲတင်ကြတဲ့ဆရာကြီးတွေပေါ့လေเนาะနောက်တကစကိုင်းဆိုလို့ရှိရင်အနည်းစကန်းဆရာတော်ကြီးတို့เนาะအဲ့တော့ဘာပြောပလဲဆိုလို့ရှိရင်တယ်နီးဆရာဆိုတဲ့ဘီရင်ကြီးတယောက်ပဲကျွန်းပါမှာအုတ်ချုပ်စစ်စလီကျွန်းလေးပေါ့ နော်ရောမင်းတွေကိုတိုက်ခိုက်နှိမ်နှင်းပြီးတော့အောင်မြင်တဲ့မင်းတပါရောမင်းတွေကလည်းပဲစစ်ရေးစစ်ရအလုံးခါတဲ့ပြောင်ရောက်တဲ့လူမျိုးတွေပဲရုံးနေရဟိုဘက်ကဂရိတွေကလည်းစစ်ရေးစစ်ရအလုံးပြောင်ရောက်တဲ့လူတွေအဲ့တော့ဂရိဘေရင်တပါးကရောမကိုနိုင်လိုက်ပြီလဲဆိုရော ဲ့ဒါဟိုစစ်မှာအလွန်ကျူးကျော်အလွန်ပြောင်ပြောင်းတဲ့တိုင်းပြည်ကိုအုပ်ချုပ်ရတယ်ဆိုလို့ရှိရင်တောင်းတောင်းအုပ်ချုပ်လို့မဖြစ်ဘူး။ကြမ်းကြမ်းတန်တန်ရဲ့ရဲ့ဆက်ဆက်ဒီလိုအုပ်ချုပ်မှအဲ့ဒါကြောင့်မလို့ဒီတိုင်အောင်ဒီဆရာဆိုတဲ့ဘယင်သည်တဲ့ဆေးစလီကျောင်းလေးပေါ်မှာရောမလူမျိုးတွေကိုအုပ်ချုပ်တဲ့ကံမှာရဲ့ဆက်ကြမ်းကျုပ်စွာသူအုပ်ချုပ်တယ်။အဲ့ဒါကြောင့်သူရဲ့ဂုံတို့ဝိသေသကတိဝိုင်အာရီအန်ဒီဒါရန်ဆိုတာရဲ့ဆက်ကြမ်းကျုပ်သော တဲ့ဦးလေးစီရမင်းတပါရှိခဲ့ဘူးတဲ့ပဲကျွန်းစစ်စလီကျွန်းလေးပေါ်မှာဘုရားပြိနေပါဇံပြည့်တဲ့နောက်နှစ်ခရစ်တော်မမွေးသေးခင်နှစ်400အဲ့ဒီဘယင်လေးပဲတန်းပြီလှဲလှဲပြီးတော့တန်းသူပြည်သားလူအများကငါ့ကိုအကောင်ပြောသလားအဆိုးပြောသလားဆိုတာကိုလှဲ့လေ၍စုံစမ်းလေးရှိတယ်တဲ့အဲ့ဒါလေး ကိုတက်ကဘာရတိမင်းလဲလက်လဲစုံစမ်းလို့ဘယ်အိမ်နောက်ဖေးရောက်ဂတ်ဒေသီကောင်ရဲ့နောက်ဖေးရောက်နော်အဲ့ကြားထဲမှာဒေဝနီးစီယာဝင်လာတာအဲ့ဒါလည်းနိဒေဝနီးစီယာဘယင်ကလဲလဲစုံစမ်းရင်းစုံစမ်းရင်းနဲ့သူ့သတင်းကြားပါကြလဲလို့ဆိုတော့ the very age woman အသက်အရွယ်ကြီးရင်ပြီးတော့အိုမင်းရင့်ရောက်လှစွာသော ဖွားကြီးတယောက်က pray to the gods နာအမျိုးမျိုးရဲ့ဓမ္မဘယင်ကြီးအတွက်သူဆူတောင်းနေ for his long life the preservation of his throne ဒီတဲ့နတ်သက်ရှိဖို့တဲ့တော်ရာရောရှိစီဖို့အဲ့ဒီသုသာရုပ်မာတဲ့ဘယင်ကြီးအတွက်အဖွားကြီးတယောက်ကဘယ်မှာတောင်းဆူတောင်းနေတယ်တဲ့နတ်စင်နတ်စင်အသေးသေးမှာ ခေလိုပြောလို့ရှိရင် church အသီးသီးမှာနော်ဖရာအသီးသီးမှာပေါ့လေဘွားကြီးကလက်လက်ဆူတောင်းတယ်ဘုရင်ကြီးသက်တော်ရာဇောရှိပါစေမင်းတရားကြီးသက်တော်ရာဇောရှိပါစေမင်းကတော့မင်းမတရားကြီးပဲနော်မင်းမတရားကြီးကိုမင်းတရားကြီးသက်တော်ရာဇောရှိပါစေသူကဆူတောင်းအဲ့ဒါကိုဒီဘုရင်ကြီးကကြားငါကလည်းတော်တော်ဆူတောင်းရုပ်မာတဲ့အကောင်တလောက်ဆူတောင်းရုပ်မာတဲ့ငါကအသက်ရှိဖို့ဒီဘွားကြီးဆူတောင်းတယ်လို့ငါကြားတယ် ကိုရင်သွားနားထောင်တယ်ဒီလိုဖြစ်အဲ့ဒါနဲ့ဘုရင်ကြီးကခုနဗာရဏသီမင်းလို့ပြောလဲပါလဲရုပ်ဖြောင်းပြီးတော့ရွှေနန်းတော်ကထွက်ရှေးခေတ်ကဆူတောင်းကြတာကနတ်ကွန်းနေနော်ရုံးမှာနော်တိုင်ကြီးတွေတိုင်ကြီးတွေထောင်းထောင်းပြီးတော့ထားတဲ့အဆောက်အဦတွေတွေ့လိုက်မယ်အမြောက်အမြောက်နဲ့တိုင်ကြီးတွေလေအဲ့ဒါနတ်ကွန်းကတိုင်အဲ့ဒီနတ်ကွန်းတွေတစ်ခုပြီးတစ်ခုရှောက်ဝင်ကြည့် ကုနာဖွာကြီးဆူတောင်းနေတဲ့နတ်ဆင်တွေ့ရောနတ်ကွန်တွေ့တွေ့တော့သူလဲဝင်းထိုင်ဖွာကြီးဘေးနားမှာထိုင်လိုက်ထိုင်တော့ဖွာကြီးဆူတောင်းသူနားထောင်ဟုတ်ပဲအဲဒီဆိုသာယူမာတဲ့ဘီညိတဲ့တော်ရရရှိပါစီသိရှိပါစီဘေးရကင်းပါစီကြားမှာပါစီဒါပဲဆူတောင်း Pray to the gods every day for his preservation, wondering that any of his subjects should be so interested for his safety ဟာငါရဲ့အသက်ရှင်ကြောင့်အနာကင်းကြောင့်တကယ်ဆူတောင်းတဲ့စိတ်ဝင်စားတဲ့စိတ်ကောင်းရှိတဲ့လူတယောက်ရှိသေးတာပဲအာဩဇာကြီးပဲငါလည်းဒီလောက်မကောင်းမဲ့တဲ့ငါကိုအသက်ရှင်ဖို့ဆူတောင်းကပ်ပြီးတော့နားထောင်ဒါကြောင့်ဘွားကြီးဆူတောင်းတာလေပြီးသွားတော့သူကဘွားကြီးကိုမေးတယ် inquiry of hate woman this a woman ဝါကြီးကို respect နဲ့ရိုးသေးသေးလေးနဲ့မေးတယ် what did of the heart conduct ဝါကြီးရဲ့ဘုရားရှိခိုးတဲ့အမူအရာတွေဆူတောင်းတဲ့အမူအရာတွေအဲ့ဒါတွေကိုတရုတ်တသေးလေးဘုရင်ကြီးကမေးကြည့်ဘယ်နဲ့ကြောင့်ဒီလောက်ဆူတောင်းတာလဲလို့ဆိုတော့ရုပ်ပြောက်ထားပေမဲ့ဒီဝါကြီးကသိတယ်ဗျာသူ့အနာကန့်နေတော့ဟာဒါဘုရင်ကြီးပဲသိတယ်ဒီတော့ဝါကြီးကပြောင်းဖွင့်ပြီးတော့ပြောလိုက်ဝါကြီးပြောတယ်နော် ဘယ်မှာဆူတောင်းလဲရွှေတကောင်မှာမဟာမုနိမှာမဟုတ်ဘူးနားစင်မှာ in my infancy ဒီစကားလုံးကသူ့ရဲ့ကလေးဘဝတည်းကိုကကြည်အဲ့ဒီဆစ်စလီကျောင်းပေါ်မှာသုံးသွုံယုံမာတယ်မင်းအုတ်ချုပ်နေတာဘယ်တော့က ဒီဘွားကြီးခလေးဘွားတဲ့ကသိုးနေတာတဲ့အဲ့တိုင်းပြီပါဘလောက်ကြာသွားလဲနှစ်တော့ပရိသတ်တွဲကြည့်ပေါ့ဗျာ Am I in frenzy I live under a bomb never prince သိုးသွန်ရုပ်မှတော့မင်းသားတယောက်အုပ်ချုပ်တဲ့လက်အောက်မှာငါအပြိုဝင်စဘဝကနေခဲ့ရတယ်ဒါဆိုခင်မင်းမိဘာသာပြန်ရတာ73 5နှစ်ဘဝက သူအုပ်ချုပ်တဲ့မင်းကဗာမင်းနဲ့ပါဠိစအင်္ဂလိပ်စလုံးပြောမယ်အဘောမင်းနေပဲကင်းသို့တန်တော်မင်းလက်အောက်မှာသူဒီနေခဲ့ရအဲ့တော့သူဘာလုပ်လဲ who's dead i wish or i desire အဲ့တော့ဆိုတယ်မင်းမြန်မြန်သေးပါစေဆိုတာကသူနေတိုင်းဒီဖခင်ကြောင့်လာပြီးတော့ဆူတောင်းတယ် sorry ဒီနတ်ဆင်လာပြီးတော့သူဆူတောင်းတယ် ဘောမင်းနေမယ်သို့တောင်ရုံမာတဲ့မင်းတော်မြန်မြန်သိဖို့ဘာလို့လဲဆူတောင်းနေဆူတောင်းတော့ဆူတောင်းပြေးသွားဆိုပဲ but when he perish အဲ့ဒီဘယင်ပြောက်ွယ်သွားရောပါရစ်ဆိုတော့ပြောက်ွယ်ပြောက်ွယ်သွားတော့ဘာဖြစ်လဲ he was succeeded by သူ့ကိုအနိုင်ကျင့်တန့်ဖြတ်ပြီးတော့နောက်တစ်ယောက်တက်လာတဲ့ အဲ့ဒီဘယင်ကိုသားဖြတ်နန်းတက်ပြီးတော့ဖြောက်ဖြက်ပြလက်ပြီးတော့မှတက်လာတဲ့နောက်ဘယင်ကဘာဖြစ်နေလဲဆိုတော့ဒီတက်စတေးပဲတိုင်ရပါရမဘယင်ကအဘောမင်းနေပါဘေးပါစေလို့ဆုတောင်းသေးသွားရောအဲ့ဒီဘယင်